ရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့နယ်အတွင်းမှာကျူကျော်စင်းရင်ကောက်ယူရမှာအင်ရှင်အင်ငါပြိဖက်ကအနေငယ်ဖြစ်ပေါ်ခဲ့ပါတယ်ရှင်ဒီသတင်းကိုစိုးမအောင်ကပေးပို့ထားတာပါဒီလိုမျိုးနဲ့စေကံမျိုးနဲ့69ရက်ခွဲ60ရက်ခွဲနဲ့61ရက်ခွဲဒီမှာနေထိုင်တဲ့ကျူးကျော်နေရေးစင်းတွေကိုဒီဇင်ဘာလ26ရက်ကရာဇကျိုးဖုံးတော်ကြီးပညာသင်ကျောင်းမှာစတင်ကောက်ယူခဲ့ပါတယ်။ဒီကုန်းစေကံမျိုးနဲ့က62ရက်ခွဲနဲ့63ရက်ခွဲတွေကို ဒီဇင်ဘာလဇာမတ်မှာစတင်ကောက်ယူခဲ့ပေမဲ့ကြံရှင်းနေတဲ့ရက်ကွက်တွေကိုအခုမှပြန်လဲကောက်ယူတာပါစရင်သုံးကောက်တယ်စရင်သုံးကောက်ကနေပြီးတော့အဲ့လိုမျိုးလူကြီးတွေလာကောက်တာလေအောက်စုဘွဲလာကောက်တာလာကောက်တာကနေပြီးတော့အဲ့လိုမျိုးပဲလူကြီးအိမ်မှာနောက်ပတ်စုံအစင်ကြတာစလေပြားသွားယူတယ်ကပ်ပြားလေးဒီလာဖို့ကပ်ပြားလေးသွားယူတယ်ကပ်ပြားလေးသွားယူပြီးတော့ဒီမှာဆိုလို့ဒီကိုလာတာကျွန်းကျော်နေစင်းတွေကောက်ယူရမှာလက်ရှိနေတိုင်းသူတွေကိုသာစရင်ပြည့်စုကောက်ယူတာကြောင့်အိမ်ငားနေထိုင်သူတချို့နဲ့အိမ်ပန်းရှင်တွေကြားမှာအငင်းပွားရတွေနဲ့မပြေလည်တာတွေဖြစ်ပေါ်နေပါတယ် ်ခဲရန်ဖြစ်လက်ဖြစ်ရောအိမ်ငါးတွေကရသွားတယ်အိမ်ငါးတွေကကျွန်တော်တို့အင်ရှင်တွေကမရဘူးအင်ရှင်တွေကအဲ့နောက်တို့တွေကိုကျွန်တော်အဆန်ရှိလို့လည်းမဟုတ်အိမ်ငါးပဲအိမ်ငါးပဲဒါပေမဲ့အိမ်ငါးကရရပါစေပြဿနာမဟုတ်သူကတကယ်မရှိတာအခုကျွန်တော်တို့ရှိနေတဲ့အိမ်ငါးကတကယ်မရှိတာတကယ်မရှိတဲ့တော့သူ့ကိုရသွားတာဝမ်းသာတယ်ဝမ်းသာသူ့ကိုရပါစေ ဒါပေမဲ့ကျမကကျမတို့အခုလိုလက်ရှိမရှိတဲ့နေလဲအိမ်ငှားသမားတွေပဲရှားနေမှာငှားနေတာကျမကျမတို့ရဘလို့လုပ်ပေးမှလဲပေါ့သိချင်တာဒကုံစေကမ်းမြို့နယ်60ကျော်ကျွက်မှာစင်းကောက်ရမဲ့ကျူးကျော်နေအိမ်ပေါင်း4400ခန့်ရှိပြီးအဲ့ဒီအထဲမှာအိမ်ငှားနေထိုင်သူ1000ကျော်ပါဝင်တယ်လို့ရက်ွက်အုပ်ချုပ်ရေးမှူးကဆိုပါတယ်အဲ့ဒီရက်ွက်ဟာဒဂုံစေကမ်းမြို့နယ်မှာကျူးကျော်နေအများဆုံးဖြစ်ပြီးစီးပွားပြည်နေအိမ်တွေဆောက်လုပ်ကငှားစားသူတွေလည်းရှိနေပါတယ်။လက်ရှိနေထိုင်တဲ့လူပေါ့ အဲ့ဒါကိုပဲထည့်ပေးတာအဲ့တော့ပြန်ထည့်ပေးတဲ့အခါကျတော့4400ဒေါ်လောက်ပဲကျန်တော့တယ်အဲ့တော့200နီးပါးလောက်ကညော့သွားတယ်ဒီမှာရက်ွက်တွေကနောက်တိုးတာတိုးရင်တိုးလိမ့်မယ်အဲဘိုးလိုရက်ွက်ကတော့အဲ့လိုညော့သွားတယ်ညော့သွားတယ်ဆိုတာပထမကောက်တဲ့ဆင်းကတရင်ထဲမှာနေအင်ရှင်ရောက်တဲ့အင်္ဂါရောက်တဲ့လို့အခုကနေတဲ့လူပဲကောက်တာဖြစ်တဲ့အတွက်ပြန်ညော့သွားတယ်အင်ရှင်တွေကိုလည်းဟိုကနားလဲအောင်ရှင်းပြရတာမျိုးရှိတယ်အောက်လမ်းမှာနည်းနည်းလေးသူတို့ပြိပကအသေးဖွဲလေးတော့ရှိတယ်ဒါပေမဲ့တတ်နိုင်ဆုံးသူတို့နားလဲအောင်ရှင်းပြပေးရတယ် လက်ရှိမှာတကုံစိတ်ကမ်းမျိုးနဲ့68ရက်ွက်89ရက်ွက်တကူစည်ရင်းကောက်တာတွေလုံနေပြီစည်ရင်းကောက်ပြီးတဲ့ရက်ွက်တွေမှာလည်းအင်ရှင်နဲ့အင်ကားကြားမှာမပြေလည်တာတွေရှိခဲ့ပါတယ်လက်ရှိရက်ွက်တွေမှာလည်းစည်ရင်းကောက်ယူဖို့အင်ရှင်နဲ့အင်ကားကြားမှာနားလည်မှုယူပြီးဆောင်ရွက်တာတွေလည်းရှိနေပါတယ်ကျွန်တော်ငါတော့ရန်ကုန်တိုင်းဦးဖြိုးမွေးစင်ဝင်ကြီးရှောပြတတ်တဲ့စကားတော့တခွင်တော့ရှိတယ်တကယ်မရှိစင်းရဲသားတွေဟုတ်တယ်မလားနေစရာမရှိစကြာမရှိ ဟုတ်တယ်မလားအလောက်ခိုင်မရှင်းတူတဲ့ကောဥစားပြင့်မယ်လို့တော့ကျွန်တော်တို့ပြောဆိုင်ကြားထားတယ်အဲ့ဒါကိုကျွန်တော်တို့တိတိကျကျဝင်ကြီးချုပ်ပြောဆိုတိတိကျကျတော့ဖြစ်ရှင်နေတာကိုကျွန်တော်တို့ဒဂုံစစ်ကမ်းမြို့နယ်က60 61ရက်ကွက်နဲ့69ရက်ကွက်တွေကိုကောက်ကွက်နေနေရာတက်မှတ်ထားပြီးကောက်ကွက်တနေရာကိုကွန်ပျူတာ6လုံးနဲ့လူဦးရေ300အထိကောက်ယူမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းစာကြီးဖွံ့ဖြိုးရေးတည်ထောင်စီမံကိန်းအတွက်ကျွရော့စည်ရင်ကောက်ယူဖို့ကိုဒဂုံမြို့တစ်စစ်ကမ်းမြို့နယ် ဒဂုံမျိုးတစ်မြောက်ပိုင်းဒဂုံမျိုးတစ်ရှေ့ပိုင်းမြောက်ဥကလာပါမျိုးနယ်ရွှေပြည်သာလှိုင်းသာယာတန်လျင် ကြောက်တန်းဒလားမရန်ကုန်းနဲ့အလိုမျိုးနယ်တွေမှာစည်ရင်ကောက်အဖွဲရှစ်ဖွဲ့ခွဲပြီးကောက်ယူသွားမှာဖြစ်ပါတယ်ကျွန်တော်ကဆိုမှုပါပါ